နိုဝင်ဘာ15ရက်နေ့တရင်ကတော့စကိုင်းတိုင်းကံဘလူမြို့နယ်တောင်ပချမ်းမှာမြန်မာစစ်တပ်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်နေတယ်လို့ဒေတာခန့်စစ်ရေးတရင်မြစ်တွေကပြောပါတယ်။အခုနိုဝင်ဘာ12ရက်ကရင်းတိုက်ရွာနီးမှာထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်မြန်မာစစ်တပ်ကကံဘလူမြို့ပေါ်ကနေအင်အားတရားထက်မင်းဖြစ်တင်ပြီးကာဘိုးရွာဘက်ကိုစစ်ကြောင်းထက်ထိုးလာတာလို့သိရပါတယ်။အခုဖြစ်တာကကာဘိုးရွာနဲ့အောင်ချမ်းသာအုပ်စုထဲမှာပဲစစ်တပ်ကအရင်ကာဘိုးမှာရှိတဲ့ထိုင်နဲ့ မြို့ပေါ်ကထက်ဖြီးတဲ့အင်အားနဲ့ဆိုအိုင်ပေါင်းချောင်ရွာနီးတဝိုက်ကို250လောက်သုံးထားတယ်လို့စီရီတရင်မြစ်တူကပြောပါတယ်။တိုက်ပွဲဆက်ဖြစ်နေပြီးလုံကြုံရေးရနေရာခြေနေကိုမပြောနိုင်သေးဘူးလို့ကမ်ဘလူခရိုင်စီရီတာဝန်ရှိတူကအတည်ပြုပါတယ်။အခုတချိန်မှာလည်းတော်တော်ပြင်းထန်နေအဲ့ဒါကြောင့်မြို့ပေါ်ကအင်အားတွေထက်ဖြီးနေရတာလို့ကမ်ဘလူဒေတာတွင်တရင်မြစ်ကပြောပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်ကမ်ဘလူခင်ဦးရေဦးတက်စီမြို့နယ်ဆက်နေရာတွေမှာနေထိုင်နေပြည်သူတွေအနေနဲ့ တိုက်ပွဲထူးတတိပြုဖို့လည်းတတိပေးထားပါဗျ။နိုဝင်ဘာ၁၂ရက်နေ့ကလည်းကမ်ဘလူမြို့နယ်ကာဘိုးရွာကနေရင်းတိုက်ရွာဘက်မှထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ရှမ်းမြောက်တို့လာတဲ့တွဲကားတစ်စီးကိုတင်းရှိရအထိတောင်းနေရလို့သိရပါဗျ။နိုဝင်ဘာ၁၄ရက်နေ့သိရတဲ့သတင်းကတော့ကိုကန့်တပ်ဖွဲ့ NNDAA နဲ့မြန်မာစစ်တပ်တို့လာရှိုးမြို့မှာတွဲဆောင်ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်းသဘောတူညီမှုအချို့မရရှိတာကြောင့်နှစ်ပတ်သက်တွေအနေနဲ့ကုံတွယ်ရေးလမ်းပိုင်းတွေကိုအပြန်လည်ပိတ်ဆို့တာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ ီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်အတွင်းလာရှုံမြို့ရှိစစ်နစ်ကောင်ဟိုတယ်မှာကိုကန့်တပ်ဖွဲ့နဲ့မြန်မာစစ်တပ်တို့ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံမှုအတွင်းကိုကန့်တပ်ဖွဲ့တွေတဆွဲထားတဲ့လာရှုံတဝက်ရှိနယ်မြေတွေမှာပြန်လည်ဆုတ်ခွာပေးဖို့စစ်တပ်ဘက်ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမဲ့ကိုကန့်တပ်ဖွဲ့ဘက်မှလက်မခံတာကြောင့်သဘောတူညီမှုတစုံတရာမရပဲဆွေးနွေးပွဲပြီးသွားခဲ့တယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။အဲဒီနောက်စစ်တပ်ဘက်ကကိုကန့်တပ်ဖွဲ့တွေရှိရာဒေသတွေကိုပြည်ပမှလာတဲ့ပြောင်းပါဝင် ကွန်ပစ္စည်းများစုကိုပိတ်ဖြတ်ခြင်းမရှိတော့သလို NNDA ဘက်ကလည်းမြန်မာစစ်တပ်ထိန်းချုပ်ရာဒေသတွေကိုတရုတ်နိုင်ငံမှလာတဲ့ကွန်ပစ္စည်းများကိုပိတ်ပင်လိုက်တယ်လို့လာရှိုဒေတာခန်တဝီကပြောပါဗျ။ဆွေးနွေးပွဲအဆင်မပြေတော့ကိုကန်းကမြန်မာဘက်ကကုံဝင်တွေပိတ်တယ်စစ်တပ်ကလည်းတရုတ်ကုံဝင်တွေပိတ်တယ်ကြားကပြည်သူတွေကတော့ပျော်ပျော်နဲ့ရှုံးနေပဲပေါ့ဗျာ။ကုံတွေဖန်ခံရကုံစိမ့်ဆိုရင်ရက်ကြရင်ပုတ်ကုံလာကုံတွေတွေတော်ထိနာတယ်လို့ပြောပါဗျ။ဒါအပြင်တီဘောမျိုးထွက်ရှိလမ်းပိုက်နေရာတွေကိုကိုကန်းဘက်ကလာရှိုဆွေးနွေးပွဲပြီးတဲ့နောက် ိတ်ပင်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်တပ်ဘက်ကလည်းဒီနေ့မနေ့ပိုင်းမှစတင်ပြီးသူတို့ဆူမိုးထားတဲ့အချမ်းမှကုန်တင်ရင်တွေကိုဖျက်ဆီးသွားလာတာပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ဒီဘောဒရာကိစ္စကကားတွေကိုပိုက်ဆက်နှောင်းတဲ့ကိစ္စလည်းပါနိုင်တယ်တွဲကားတစ်စီးကိုတင်းရှိရတောင်းတယ်လို့ကြားတယ်ဗျာလို့ဒေတာခန့်တရင်ရင်မြင့်နောက်ထပ်တဦးကထပ်ပြောပါဗျ။ဒီမတိုင်ခင်လာရှိုးပါဝင် ရှမ်းမြောက်ကိုကွန်ပီစီတွေတင်ပို့ရမှာကုန်တင်ရင်တွေကိုအစောပိုင်းမှာစစ်တပ်ကသာမြို့ဝင်ကိတ်တွေမှာသူတို့ထိုင်ထားတဲ့ကိစ္စခန်းတွေကအစဉ်အခွန်ကောက်ခံတာတွေပြုလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာကိုကန့်တက်ဖွဲ့ကပါခွန်ကောက်လာတာတွေကြောင်းကုံတွေတွေနေနဲ့အခွန်နဲ့စပေးရတဲ့အခြေအနေမျိုးဖြစ်လာတယ်လို့သိရပါတယ်။ဒါအပြင် ကုံတွေရပစ္စည်းနဲ့ပတ်သက်ပြီးလည်းနှစ်ပတ်စလုံးကကန့်တက်ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပြီးဒီလိုကန့်တက်မှုတွေအခွန်ဆက်မတန်ပေးရမှုတွေကြောင်းလာရှိုးပတ်ချာလဲအတွင်းကုံပစ္စည်းစည်းမြင်မှုအခြေအနေကြုံတွေ့နေခဲ့ရတာကြာမြင့်နေပြီလို့လည်းသိရပါတယ်။မြို့ဝင်တွေမှာစစ်တပ်ကဂိတ်တွေထိုင်ထားတယ်လေကုံကားတွေဆိုရင်တောင်းတဲ့ကိုကန့်တွေလည်းကြားလဲတွေဖြစ်ကုန်ပြီး သူတို့လည်းကုန်ကားတွေဆိုရင်တောင်းနေကြပြီလေခုကကားဆရာတွေကတော့တောင်းတဲ့ဟာတွေကုန်ပိုးတဲ့ထည့်ပေါင်းလိုက်တော့တာလေအဲ့ဒါကြောင့်ဈေးတွေတက်နေတာကုန်ကလည်းကန့်သက်ထားတော့ပိုဆိုးတာပေါ့လို့ဆက်ပြောပါတယ်အခုလိုနှစ်ပတ်သက်တွေအပြန်လန်လန်းပိုင်းပိတ်ပင်မှုတွေပြုလုပ်နေတဲ့အပြင်ကိုကန့်တက်ဖွဲ့ဘက်ကလည်းသူတို့တဆွဲထားရနေရာတွေမှာအရင်ကထက်အင်အားပုံမှုတို့ချတာတွေရှိတယ်လို့လည်းဒေတာခန်တွေရပြောဆိုချက်အရာသိရပါတယ်စစ်ကြောင်းတစ်ခုကြောင့်မြို့ပါပေးလိုက်ရတဲ့မောတော်မျိုးအကြောင်းမောတော်နေဆက်မှာတော့ ထိုင်းဘက်ကပရာဂျုခီရီခန်ခရိုင်ကစင်ကုန်းမြို့နယ်မြမဘချမ်းကညခိုင်နဲ့နယ်ဆက်ကုံသွေးရေးနယ်ဆက်တစ်ခုဖြစ်တဲ့မောတောင်နယ်ဆက်ကညနယ်ဆက်တွေရေးလမ်းကြောင်းရှိတဲ့ကုံသွေးရေးလမ်းကြောင်းရှိတဲ့အဲ့ဒီမှာစစ်တပ်ကမောတောင်မြို့လိုမြို့တီဆောက်တဲ့2020တနှစ်2024မှာမောတောင်နယ်ရေဖြူကြားမှာလမ်းမတက်လျှောက်မှာတော့ KNU ကပြန်လည်ထိန်းချုပ်လိုက်ပါတယ်ပြီးတော့2024နှစ်ကုန်မှာတော့မြမစစ်တပ်ကံပြန်ထိုးစစ်ဆင်တယ်ဒါပေမဲ့သူတို့ထိုးစစ်ကတိမ်ခွန်းရွာပဲရောက်တဲ့အဆက်တို့လို့မရဘူးပြီးတော့ KNU ကနေဆက်မြို့တက်စခန်တင်ပြီးတဲ့နောက်မှာတင်ကုန်းနဲ့နေဆက်ထီမှာမြမစစ်တပ်တွေမရှိတော့ပါဘူး။ KNU နဲ့ပူးပေါင်းတပ်တွေက မောတောင်မြို့ကိုပိတ်ဆို့ထားတာကြားပြီးလို့သိရပါတယ်။မောတောင်မြို့ထဲမှာခလိုင်အ224ပြီးတော့တခြားအုပ်ချုပ်ရေးအဖွဲ့တွေလဝကတွေပြည်သူစစ်တွေရဲတွေမိသက်တွေတော့ရှိတာပေါ့။အကုန်လုံးပေါင်း100ကျော်လောက်ရှိတယ်လို့သိရပါတယ်။နိုဝင်ဘာ10ရက်နေ့ကမောတောင်မြို့ထဲကစစ်ကြောင်းတစ်ခုထွက်လာပြီးမောတောင်ကုန်းတွေရေးလမ်းကြောင်းကိုပြန်လည်ဆိုးမိုးဖို့စစ်ကြောင်းထိုးရာကနေရုတ်သိမ်းတဲ့အထိဖြစ်လာတာပါ။ ်30ရက်နေ့ကထွက်လာတဲ့စစ်ကြောင်းကို KNU ပူးပေါင်းတပ်ဖွဲ့ကလိုက်လံတိုက်ခိုက်ရာ7ရက်နေ့မှာမြို့နာထိရောက်လာပါတယ်။အဲနောက်မြို့ရဲဝင်သွားတဲ့စစ်ကြောင်းကို KNU ကဘာကြောင့်မှမသိပဲ PDF တွေကပါမြို့ရဲထိပါ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ရုတ်တရက်မြို့ရဲထိရောက်လာတော့စစ်တပ်ဘက်ကလည်းအခြေအနေတွေရုတ်ရုတ်တဲတဲဖြစ်ကုန်တယ်လို့သိရပါတယ်။7ရက်နေ့မှာတော့ရဲစခန်းအပါဝင်မြို့ပေါ်နေရာတော်တော်များများကို KNU ပူးပေါင်းတပ်ကရထားလိုက်ပါတယ်။7ရက်နေ့မှာတော့ မြန်မာစစ်တပ်ကမောရောင်စခန်းကနေခုခံခဲ့တယ်လို့သိရပါဗျ။14ရက်နေ့မနက်3နာရီမှာတော့မောရောင်စခန်းကနေထိုင်းဘက်ပို လက်ကျန်စစ်သားတွေနောက်ဆုတ်သွားတယ်လို့သိရပါဗျ။တိမ်ခွန်းရွာဘက်မှာတော့နေစင်တိုက်ပွဲတွေရှိနေတယ်လို့သိထားရပါဗျ။လက်ရှိ KNU ကထီးခီးနယ်ဆန်စခန်းအပါအဝင် မောရောင်မြို့နယ်မောရောင်နယ်ဆက်စခန်းကိုတင်ထားလိုက်ပါပြီ။